မင်္ဂလာပါရှင်ဒီနေ့ကျမတို့ဆွေးနွေးကြဖို့ရွေးထားတာကတော့ Yuval Noah Harari ရဲ့21 Lessons for the 21st Century စာအုပ်ထဲကအချက်တချို့ပါပဲဟုတ်ကဲ့ပါခင်ဗျာနီးစတေးယာစုရဲ့အကြီးမားဆုံးစင်ခေါ်မှုတွေအထူးသဖြင့်ဒီနီးပညာအပြောင်းလဲတွေနိုင်ငံရေးမတည်ငြိမ်မှုတွေကြားထဲမှာဘယ်လိုရှေ့ဆက်ကြမလဲဆိုတော့သူ့ရဲ့အသွေးအမြင်တွေကိုနည်း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 ကြည့်ကြမယ်ပေါ့နော်ဟုတ်ပါတယ် liberal ဝါရရဲ့အချက်အသေးကနေ AI နဲ့ဟိုဇီဝနိပညာပေါင်းစပ်မှုရဲ့အရှိန်အဟုန်။မနီမြောက်မှုတွေတိုးလာတာအမျိုးသားရေးဝါရနဲ့ကဘာပူပေါင်းဆောင်ရွက်ရေးကြားကပြဿနာတွေအဲ့ဒါတွေအလဲမှာကျမတို့ဘလို့ရက်ချင်နိုင်မလဲဆိုတာကို Harari ရဲ့လက်ညှိုးမှုလေးတွေအတိုင်းဆက်စစ်ကြည့်ကြတာပေါ့။ကောင်းပါတယ်။ဒီသွေးနှွေးမှုကနေ Harari ရဲ့စောက်ထဲကတကယ်ကိုထင်ရှားတဲ့အဲအရေးကြီးတဲ့ထိုးရင်းနှီးမြှုပ်တွေကိုဆွဲထုတ်ပြီးတော့ ဒီခေတ်ရဲ့ရှုပ်ထွေးလာတဲ့အခြေအနေတွေပေါ့သူ့ရဲ့ရှုမြင်ပုံကိုခြုံငုံမိအောင်စ조사ကျင်ပြသွားပါမယ်။နေနဲ့ liver war အကြောင်းစပြောကြအောင်လား။ဆိုဗီယက်ပြိုကွဲသွားပြီးနောက်ပိုင်းမှာတော့ liver war ကအချီချီအောင်ပွဲခံခဲ့တယ်လို့ပဲနော်။ဟုတ်ကဲ့။အဲ့လိုထင်ခဲ့ကြတာပေါ့။အင်းဒါမဲ့အခု Brexit တို့ American မှာ Trump အနာရလာတာတို့ကြည့်ရင်သူ့အပေါ်ယုံကြည်မှုလေတော်တော်လေးကျဆင်းလာတာသိတာတယ်။ဟုတ်ပါတယ်။ ကမ္ဘာလုံးဆိုင်ရာစနစ်ထက်ကိုယ်နိုင်ငံကိုပိုဦးစားပေးတဲ့အဲ့လိုမျိုးသားရေးဝါဒဘက်ကိုပြန်လည်လာတာကြလို့ပဲဒီနေရာမှာလည်း Harari ထောက်ပြတဲ့ Seven Zars ရဲ့အချက်တခုက အခုဖြစ်နေတာက အရင်ခေတ်ကလို့ Fascist ဝါဒ Communist ဝါဒဆိုတဲ့စနစ်တကျအသွေးခေါ်ဟောင်းကြီးတစီတန်တမ်းမမပြန်သွားလာမျိုးမဟုတ်ဘူးဆိုတာပဲဗျအင်းဟုတ်လားဘလိုမျိုးလဲသူပြောတာကအခုပြန်အားကောင်းလာတဲ့အမျိုးသားရေးဝါဒပုံစံတွေဟာ ပို့ပြီးတော့အနစ်သာရကိုအလေးမထားတဲ့ဘယ်လိုပြောမလဲ nihilistic တဘောဆောင်နေ nihilistic ဆိုတာဆိုလိုတာကသူတို့မှာအရင်ခက်အတွေ့ခေါ်ရီလို့ကဘာကြီးကိုဘလို့ပုံဖော်မယ်ဆိုတဲ့ကြီးကျယ်လေအမြင် grand vision မရှိတော့ဘူးအရိကကငါတို့နိုင်ငံလာပထမပေါ့ America first to Brexit to လို့မျိုးဟောကဘာရေးထက်ပြည်တွင်းရေးကိုပဲအာရုံစိုက်တဲ့တဘောဟုတ်တယ်အဲ့လိုမျိုးဒါပေမဲ့တစ်ဖက်မှာလေ Harari ကထောက်ပြတာကလူများစုက liberal စနစ်တစ်ခုလုံးကိုလုံးဝဆွန့်ပစ်လိုက်တာတော့မဟုတ်တော့ဘူးသူရဲ့ဟိုကဘာလုံးဆိုင်ရာအစိတ်ပိုင်းကိုပဲတန်တရားဝင်လာတာဖြစ်နိုင်တယ်อืมဆိုလိုတာကပြီးတွင်းမှာတော့ဒီမိုကရေစီတို့လွတ်လပ်တဲ့ဆေးဝါးတို့ကိုလက်ခံနေဆဲဖြစ်နိုင်တယ်ပေါ့ဟုတ်ကဲ့အဲ့လိုဖြစ်နိုင်တယ်နောက်ပြီးတရုတ်ရဲ့အောင်မြင်မှုကလည်းကြည်လေအနောက်တိုင်း liberal democracy မဟုတ်တဲ့တခြားလမ်းကြောင်းတစ်ခုလေအလုပ်ဖြစ်တယ်ဆိုတာကိုပြနေတာပေါ့ဟုတ်ကဲ့အဲ့အချက်ကစဉ်းစားစရာမယ် ကဲနောက်ထပ်အဓိကမောင်းနေအားတစ်ခုကိုဆက်သွားရအောင်အားရကတော့သတင်းချက်လက်နီးပညာ Infotech နဲ့ဇီဝနီးပညာ Biotech ပေါင်းစပ်မှုပဲ Harari ကဒါကို အမွာတော်လိုင်းရေလိုတော်သုံးထားတယ်နော်ဟုတ်ပါတယ်အဲ့ဒီနှစ်ခုပေါင်းစပ်မှုကတကယ်ကိုအပြောင်းလဲရည်ပဲအင်းဒီပေါင်းစပ်မှုရဲ့အကျိုးဆက်ကအလုတ်ကိုင်းဈေးကွက်ကိုအကြီးကြီးလှုပ်ခတ်နေမှန်ပါတယ်အရင်ဆက်မှုတော်လိုင်းရေတွေတုံးကလည်းအလုတ်ဟောင်းနေပျောက် အလုတ်တစ်တီတိုးခဲ့တာပဲလေ ဒါပေမဲ့အခုကွာချောတော့နေတာက AI ဟာ biotech ကရတဲ့တိပညာတွေကြောင့်ဥပမာဦးနှောက်ရဲ့လုံဆောင်ပုံကိုမြင်နိုင်တဲ့ fMRI လိုနှီးပညာတွေဟုတ်ကဲ့အဲ့ဒါတွေကြောင့်လူသားတွေရဲ့အတွင်းစိတ်ခံစားချက်ဟိုဇီဝသတ္တု physics တွေကိုတော့နားလည်လာနိုင်နေဆိုတာပဲอืมဒါကတော်တော်လေးကြောက်စရာကောင်းတဲ့အလားအလားဟုတ်တယ်ဒီတော့ရိုးရိုးလုတ်တည်ထင်မဟုတ်တော့ loopin ကိုအသိ intuition လို့ထင်ရတဲ့အလုပ်တွေဥပမာလူတယောက်ရဲ့မျက်နာအမှုရေရာ အတန်နဲ့အတန်ထားနေနေစက်ခန်စားချက်ကိုခက်မှန်းတာမျိုးမှာပါ AI ကလူထက်တာသွားနိုင်တယ်လို့ Harari ကဆိုတယ်အဲ့ဒီချက်ကနဲ့သူစက်ပီတရီပီရာကလူအများစုပါဝင်တဲ့အတုံးမဝင်တော့လူတန်းစားပေါ့ useless class လို့သူတုံးလုံးထားတာအဲ့ဒါပေါ်ပေါလာနိုင်ခြေပဲ useless class ဆိုတော့စီးပွားရေးအရာရောနိုင်ငံရေးအရာပါလူအများစုရဲ့အရေးပါမှုရော့ကျသွားနိုင်တယ်ဆိုတဲ့သဘောလားဟုတ်တယ်အဲ့လိုမျိုးဖြစ်လာနိုင်တယ် ဒါကြောင့်လူတွေဟာအသက်မွေးဝမ်းကြောင်းအတွက်ကိုကိုကိုအဆက်မပြတ်ပြန်လည်ဆန်းတင်နေဖို့ reinvent လုပ်နေဖို့လိုအပ်လာနိုင်တယ်။ဟွန်းအဆက်မပြတ်တင်ယူနေရမှာပေါ့။အဓိကစဉ်းစားစရာကလူတွေဟာအလို့ပြုံယုံတယ်ဘောပဲ။စီးပွားရေးရာတန်ဖိုးလုံးဝမရှိတော့တဲ့အခြေအနေမျိုးကြီးရောက်သွားနိုင်တယ်ဆိုတာပဲ။ဒါကကျွန်တော်တို့လူ့ဘဝစီးရဲ့ခြေခံကြကြကိစ္စတွေကို မေကွန်းထုတ်စာဖြစ်လာစေတယ်။ဒါတွေမကသေးဘူးဒီနည်းပညာတွေကလက်လက်စွာရွေးချယ်ပိုင်ခွင့် free will ဆိုတဲ့အယူအဆကိုပါစိန်ခေါ်လေလို့ဟောရာဒီကဆိုပြနေနော်။အဲ့ဒါဘယ်လိုမျိုးလဲ AI ကကျမတို့ရဲ့ခံစားချက်စန္ဒာတွေကို hack လုပ်နိုင်လာမယ်ဆိုတာနည်းနည်းတော့လုံလလာလို့။ဟွန်းသူရှင်းပြတာဒီလိုဗျတိပ္ပံပညာရကျွန်တော်တို့ရဲ့ခန်းစားချက်တွေဆုံးချက်ချက်တွေဆိုတာယူဖို့စမ်းကြတဲ့ free will ကနေလာတာမဟုတ်ပဲ ဦးနောက်ထဲကရှုပ်ထွေးတဲ့ဇီဝတ္တရတွတ်ချက်မှုတွေရဲ့ရလာပဲဆိုတာကိုရင်နောက်လေပို့လို့ရတယ်။ဩဇီဝတ္တရတွတ်ချက်မှုတွေဟုတ်တယ်။အရင်ကတော့အဲ့ဒီအတွင်းပိုင်းဖြစ်စဉ်တွေကိုအပြင်ကနေဘယ်သူမှသိကြမသိနိုင်မထိရှုပ်နိုင်ခဲ့ဘူး။ဒါကြောင့် free will ရှိတယ်လို့ယူဆခဲ့ကြတာ။ဟွန်းအခုတော့အဲ့ဒီအတွင်းပိုင်းကို ထိုးဖောက်နိုင်တဲ့ဤပညာတွေအထူးသဖြင့် big data နဲ့ AI ပေါင်းစပ်မှုကပေါ်လာပြီ။ဒါကြောင့်ဤပညာကုမ္ပဏီကြီးတွေအစိုးရတွေ data တွေကိုအသေးအထန်စုဆောင်းနေကြတာ။ ုတ်ပါဘူးဒေတာစုနေကြတာတည်တယ်ကြော်ညာရောင်းဖို့လောက်ဖက်ထင်တာအဲ့ဒါထက်ပိုးတယ်လို့ဟာရာရီကတမ်းတတ်တယ်အနာဂတ်မှာတရှိဒီကိုထိန်းချုပ်နိုင်ဖို့ပြန်လဲပုံဖော်နိုင်ဖို့အာနာကိုရဖို့ပို့တန်းဖို့ထားလို့ဖြစ်နိုင်ငယ်ဆိုတာပဲอืมဒါဆိုရင်တော့တော်တော်လေးစိုးရိမ်စရာပဲဟုတ်တယ်ဒီကနေ့သူတတိပေးနေတဲ့အန်တီရဲ့က digital anarchism စနစ်ပါ digital dictatorship တွေပေါ်ပေါ်လာနိုင်ကြီးပဲ digital dictatorship ဆိုတာကဆိုလိုတာကအစိုးရတွေ ကော်ပိုရေးရှင်းကြီးတွေကလူတယောက်ချင်းစီရဲ့ကိုယ်ရေးကိုယ်တာ data ဇီဝအချက်လက်တွေကိုအလွန်အကျွမ်းစုဆောင်ခွဲခြမ်းစိတ်ဖျားပြီးတော့အရင်ကဘလို့မှမဖြစ်နိုင်ခဲ့တဲ့အတိုင်းတာအထိ လူတွေရဲ့အတွေးခေါ်ခံစားချက်အဖြူမူတွေကို ထိန်းချုပ်လွှမ်းမိုးနိုင်တဲ့အုတ်ချုပ်ရေးစနစ်မျိုးပေါ့ကြောက်စရာကြီးပဲဒါပြင် နောက်အန်ဒီရဲ့တစ်ခုက လူသားတွေနိမိညာကို အလွန်ကြွမီခေါ်လာပြီးကိုပိုင်စွမ်းရည်တွေကြဆင်းသွားတဲ့သူတုံးသွားတဲ့စကားလုံးက အစနှိမ်ချခံလူသားတွေပေါ့ downgraded humans ဖြစ်လာနိုင်တဲ့အန္တရာယ်လည်းရှိနေတယ်အင်းဒီနေ့ပညာတိုးတက်မှုတွေကပဲနှိမ့်မြမှု equality ဆိုတဲ့အပိုင်းကိုလည်းအကြီးကျယ်ထိခိုက်နိုင်ပုံမယ်နော်ဟာရာရီက27ရာစုမှာသမိုင်းမှမကြုံဆိုင်ဘူးအကြီးမားဆုံးမနှိမ့်မြမှုတွေပေါ်ပေါက်လာနိုင်တယ်လို့သတိပေးထားတာစိတ်ဝင်စားဖို့ကောင်းတယ်ဟုတ်ပါတယ်သူကအဓိကထောက်ပြတာကဇီဝနှင်းပညာ biotech ကိုတုံးပြီးတော့ ကိုယ့်ရဲ့ကိုခန္ဓာနဲ့ဦးနောက်ကိုအစစ်မြေနိုင်တဲ့ upgrade လုပ်နိုင်တဲ့လူနည်းစုအထက်လွှာနဲ့ဟုတ်ကဲ့ဒါကိုမတက်နိုင်တဲ့တာမန်လူအများစုချမှာအာဇီဝဝေဒအရာကိုကွဲပြားတဲ့လူရန်းစားတွေ biological cast စီဖြစ်လာနိုင်တယ်ပို့ဆိုရင် music ကွဲတဲ့တုံးဖြစ်သွားနိုင်တယ်ဆိုတဲ့အလားအလားထိသူကပြောထားတာ biological cast ဆိုတာစိုက်စားရုပ်ရှင်တွေကလိုပဲတကယ်ဖြစ်နိုင်မလားသူကတော့တာကိုဖြစ်နိုင်ခြေတစ်ခုအဖြစ်တင်ပြတာပဲနှုတ်ဆက်တွေက ုနပြောတဲ့အတုံးဝင်တော့လူရန်စားဆိုရလို့ပေါ့လူအများစုဟာစီးပွားရေးအရအရင်မပါတော့ဘူးဆိုရင်အစိုးရတွေကကောသူတို့ရဲ့ကျင်းမာရေးပညာရေးလူမှုဖူလုံရေးအတွက်ဘလောက်ထိရင်းနှီးမြှုပ်နှံရင်းတော့မလဲဟုတ်ဒါလည်းဟုတ်တာပဲအဲ့ဒီကကြရင် အာနာနဲ့ကြွယ်ဝမှုတွေဟာအချက်လက် data ကိုပိုင်ဆိုင်တဲ့လူနည်းစုစီမှာပဲစုပုံသွားပြီးတော့မညီများမှုကကပါလုံးဆိုင်ရာဖြစ်သွားနိုင်တဲ့နိုင်ငံအချင်းချင်းကြားကမညီများမှုထက် နိုင်ငံတိုင်းတွေကအထက်လွှာနဲ့တာမန်လူရင်းစားကြားကကွာဟမှုကပိုကြီးမားလာနိုင်တယ်လို့သူကတုံးသက်တယ်။ဟုတ်ကဲ့ဒီလိုလူခွေစီအတွင်းမညီမျှမှုတွေကြီးထွားလာနိုင်ခြင်းရှိနေသလိုတကဘာလုံးအတိုင်းအတာနဲ့ရင်ဆိုင်နေရတဲ့နိုင်ငံရေးပြဿနာကြီးတွေလည်းရှိနေပြန်ရော။အဲ့ဒါတွေကို Harry ဘလို့တုံးသက်လဲဆိုတာဆက်ကြည့်ကြအောင်။ဟုတ်ကဲ့ခုနပြောသလိုအမျိုးသားရေးဝါဒပြန်ခေါင်းထောင်လာပေမဲ့ Harry ကအဓိကပြဿနာကြီး၃ခုရှိတယ်လို့ဆိုရတယ်။ရာဒီဥတုပြောင်းလဲမှု၊နျူကလ িয়ার ရှစ်ပွဲချင်းချောက်မှု၊နောက်ပြီးတော့ ဒီနည်းပညာပြောင်းလဲကြည့်ပေါ့ technological disruption ဟုတ်ပါတယ်အဲ့ဒါတွေကိုဖြည့်ရှင်းဖို့ကမ္ဘာလုံးဆိုင်ရာပူပေါင်းဆောင်ရွက်မှုမရှိရင်မဖြစ်ဘူးလို့အခိုင်အမာပြောထားတယ်နော်ဒီဘွားကတနင်္လာထဲမှာရှိတာမှမဟုတ်တာဟွန်းဟုတ်တယ်ရေနှင်းထိုးတဲ့နိုင်ငံကကာဗွန်ချိုချဲမှုကိုဘယ်လောက်စိတ်ဝင်စားမှာလဲရေမျက်နှာပြင်မြင့်တက်လို့နိမြုပ်တော်မဲ့ကြွားနိုင်ငံလေးတွေရဲ့ဒုက္ခကိုအင်အားကြီးနိုင်ငံတွေကဘယ်လောက်အလီးထားမလဲဟုတ်ပါအမေရိကန်ကချုပ်ဆိုလာပြားတွေအပေါ်အခွန်ကုတ်တာမျိုးတွေကကမ္ဘာလုံးဆိုင်ရာပဘောတူညီမှုရဖို့ ဘလောက်ခက်ခဲလဲဆိုတာပြနေတာပဲနီးပညာအပြောင်းလဲမှာရောဒီတိုင်းပင် AI လမ်းနဲ့ပြန်ဆိုင်မှုလို့ Antiary ဒါမှမဟုတ်ခဏပြုတ်တဲ့ Digital Anarchy စနစ်မျိုးပေါ်မလာအောင်တားဆီးဖို့ဆိုရင်ကဘာလုံးဆိုင်ရာစီးမြင့်တွေပူးပေါင်းဆောင်ရွက်မှုတွေလိုကိုလိုလတ်တယ်တနိုင်ငံနဲ့ကောင်းဖို့ကြည့်နေလို့မရတော့ဘူးလေ ဒါပေမဲ့တစ်ဖက်မှာလေ Harari ကစိတ်ဝင်စားစရာအမြင်တစ်ခုကိုထုတ်ပြထားတဲ့နော်အမျိုးသားရေးဝါဒတွေခက်စားနေလေဆိုပေမဲ့လက်တွေ့မှာတော့ကဘာကြီးဟာတခုတည်းတော့ယဉ်ကျေးမှု civilization စီကိုတဖြည်းဖြည်းဥတီနေပြီလို့လေသူကဆိုပြန်တယ်အဲ့ဒါကဘလို့မျိုးလဲနင်းနေရှုပ်သွားသလိုပဲအာသူဆိုလိုတာကကြည်လို့ဗျာနိုင်ငံတွေကြားမှာနိုင်ငံရေးအရအငင်းပွားမှုတွေရှင်းပြိုင်မှုတွေရှိနေတာမှန်တယ်ဒါပေမဲ့တခြားနယ်ပယ်တွေမှာဥပမာ တစ်ပန်းစီပွားရေးဥပဒေစေပညာမိပညာစတဲ့နယ်ပယ်တွေမှာတော့တူညီတဲ့အခမ်းအနားအယူဆတွေလုံထုံးလုံးနည်းတွေကိုပို့ပို့ပြီးလက်ခံလာကြတယ်ဆိုတာကိုပြောချင်တာ။ဩဥပမာအနေနဲ့ဥပမာကဘာဖလာဘောလုံးပွဲဒါမှမဟုတ်အိုလံပစ်ပွဲကိုကြည့်လိုက်ပါ။နိုင်ငံဟလန်တွေလွန့်ထူနိုင်ငံတော်တချင်းတွေစိုးကြပေမဲ့အားလုံးကတူညီတဲ့စီမင်းတွေကိုလဲ့နာကြတယ်။တူညီတဲ့အားကစားတမကောင်းစိတ်ဓာတ်တွေကိုအတိမတ်ပြုကြတယ်။ဟုတ်တယ်ဟုတ်။ဒါမှမဟုတ် အီရန်နဲ့အမေရိကန်နျူပီယားကလီစာအချို့ကြအငင်းပွားမိကြပေမဲ့နှစ်ဖက်စလုံးကအိုင်စတိုင်းရဲ့ E mc2 ဆိုတဲ့ရူပဗေဒညင်ညာချင်းကိုတော့လက်ခံကြတယ်မို့လား။အင်းဟုတ်တာပေါ့။အဲ့ဒါဒီဟာကဘာလုံးဆိုင်ရာယဉ်ကျေးမှုရဲ့သွင်ပြင်းလက္ခဏာတွေပဲလို့သူကဆိုလိုတာပါ။ကောင်းပါပြီ။ကဘာအရင်နိုင်ငံရေးအခြေအနေတွေကဒီလောက်ရှုပ်ထွေးနေချိန်မှာတအူးချင်းနေနေရောဒီခေတ်ကြီးထဲမှာဘလို့ရင်ဆိုင်ရက်တည်ကြမလဲ။ ဒီအပိုင်းမှာ Harari ကအသိပညာဆိုင်ရာလွဲမမှုပေါ့ knowledge illusion ဆိုတဲ့ယူဆကိုပြောထားတယ်။ဒါကကျွန်တော်လေးတတိထားစီရပဲနော်။ဟုတ်ပါတယ်။အဓိကကတော့ကျွန်တော်တို့သူချင်းစီရတကယ်တမ်းကိုတိတာတဲ့ပိုတိတယ်လို့ထင်နေတဲ့ကြတယ်ဆိုတာပဲ။အောင်းကိုကိုကိုအထင်ကြီးနေကြတာလား။အဲ့လိုတတ်တတ်တော့လည်းမဟုတ်ဘူးဗျာ။တကယ်တော့ကိုပိုင်ဘဟုတ်သူတာတိတန်ဆိုတာတဲ့ကိုကိုယုံကြည်ရအောက်စုရဲ့တွဲခေါ်ပုံ group think ပေါ်မှာအများကြီးမိခိုးနေကြတာ။ ကဘာကြီးကအရန်ကိုရှုပ်ထွေလုံးတော်လေးဒါမှလူမပြောနဲ့ပညာရှင်တွေခေါင်းဆောင်တွေအတွက်တောင်းအဖြစ်မှန်ကိုအလုံးစုံနားလည်ဖို့ဆိုတာမဖြစ်နိုင်တော့ပဲอืมအဲ့အကြောင်းသူကဘာကိုအလေးပေးတာလဲတော်တော့ဟာရာရီအလေးပေးတာကကိုယ့်ရဲ့မတိနာမလည်မှု ignorance ကိုရဲရဲဝံ့ဝံ့အသီးမဖြူဖို့ကိုမြင်ကိုတန်တရားဝန်ကြည့်ဖို့အရေးကြီးတယ်ဆိုတော့ပါပဲဒါကလဲတော့မလဲဘူးပေါ့နော်ဟုတ်ကဲ့ ဒါဆိုအစင်အလာဇလန်းကြီးရေဘာသာရေးအမျိုးသားရေးလစ်ဘရော့အစားရှိထက်ပြပေါ့အဲ့ဒါရီရိုင်နေလာချင်းမှလူတွေကဘဝရဲ့အတိတ်ပဲကိုဘလို့ရှာကြမလဲဟရာရီကစိတ်ကူးရင်ဖန်တီးမှု fiction နဲ့အမှန်တရားကိုခွဲခြားဖို့ဒုက္ခပေါ့ suffering ကိုစံထားဖို့ပြောတာကနင့်နဲ့ထူးခြားတယ်ဟုတ်ကဲ့လူသားတွေပူပေါင်းဆောင်ရွက်နိုင်ဖို့ဇလန်းဒီလူယုံကြည်တဲ့လူအပ်တဲ့ဆိုတာဟာရာရီကသူ့ရဲ့တခြားစာအုပ်တွေမှာလည်းအများကြီးပြောခဲ့ပြီးသားပါ ဥပမာငွေနိုင်ငံဖျားသခင်ကော်ပိုရေးရှင်းလူခွင့်ရဲ့အကောင်လုံးဟာ လူသားတွေစုပေါင်းယုံကြည်လို့အသက်ဝင်နေတဲ့ဇလန်းတွေပဲအင်း CPNs မှာပြုတ်ခဲ့တယ်လို့ပေါ့ဟုတ်ပါတယ်ဒါပေမဲ့အဲ့ဒီဇလန်းတွေဒါပဲတစ်ဖက်မှာအထင်းမြင်လွယ်မားမှုတွေပြိပက္ခတွေကိုဖန်တီးနိုင်ပြန်ရောဒါကြောင့်ဘေဟာကတကယ်အရှိကြီးဟာဘေဟာကလူတွေဖန်တီးထားတဲ့စစ်ကူရင်တက်တက်လဲဆိုတာခွဲခြားနိုင်မှုလူတွေအဲ့ဒီမှာထုတ်ခါကဘလို့ပါလာလာလဲ ဟာရာရီကအလွယ်ဆုံးစမ်းစစ်နည်းတစ်ခုကဒီအရာကနာကျင်ခံစားရနိုင်သလား can it suffer ဆိုတဲ့မေခွန်းပဲလို့ဆိုတယ်။ဥပမာနိုင်ငံတကျရဲ့ corporation တစ်ခုငွေကြေးစနစ်တစ်ခုဟာတကယ်တမ်းနာကျင်မှုကိုမခံစားရနိုင်ဘူး။သူတို့မှခံစားချက်မရှိဘူး။ဟောဟုတ်ကဲ့။ဒီဒီစံလေလို့တရှိတွေကနာကျင်ခံစားရတာဒီတော့ဒုက္ခဆိုတဲ့အရာက အရှိတရားပဲ။အဲ့ဒီဒုက္ခကိုနားလေခြင်း ယောပါအောင်စူးစမ်းခြင်းဟာအမှန်တရားနဲ့တူနီးစက်တဲ့လမ်းကြောင်းဖြစ်နိုင်လေလို့သူကညွန်ပြတယ်။ဒါဆိုရင်စင်ဆိုင်ဖြည့်ရှင်းနည်းတွေနဲ့ logi ကျင့်စဉ် secularity ဝင်ကလေးသူကတင်ပြထားတယ်နော်။ဒါကသူဘလို့အတိပဲဖွင့်ဆိုထားတယ်။ဘာသာမဲ့ဝါရနဲ့တူတူပဲလား။ဟာရာဒီအဆိုရတော့ logi ကျင့်စဉ်ဆိုတာဘာသာမဲ့ဝါရတက်တမိုးဖို့ပြ။ဖယောတကင်ရဲ့ main အာဏာကိုမျိုးစိမိန်နာခံတာမျိုးတဲ့တခြားတန်ဖိုးတွေပေါ်ခြေခံတဲ့ကိုချင်းတရားစနစ်တကူလို့သူကဆိုတယ်။ ဘလို့တန်ဖိုးမျိုးတွေလဲအာအဓိကတော့အမန်တရားဒါကလည်းတည်တည်ထောက်ထားပေါ်ခြိခန့်တဲ့အမန်တရားပေါ့ကရုဏာတခြားသူတွေရဲ့ဒုက္ခကိုနည်း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 နားလည်မှုတန်းတူညီမျှမှုအခြေခံလူကုန်တိခွာကိုအတိမတ်ပြုမှုလွတ်လပ်မှုတွေးခေါ်မှုစူးစမ်းမှုထုတ်ဖော်ပြောဆိုမှုလွတ်လပ်ခြင်းတတိမတိတာကိုဝန်ခံရခြင်းအစင်လာကိုမေခွန်းထုတ်ရခြင်းနဲ့တာဝန်ယူမှု ကိုလောက်ရရဲ့အကျိုးဆက်တဲ့တာဝန်ခံခြင်း စတဲ့တံပိုးတွေပေါ့။အော်ကိုချင်းတရားဆိုင်ရာလမ်းညွှန်ချက်တွေလို့ပေါ့။ဟုတ်တယ်။ဒါဟာစဉ်ဆက်မပြတ်တင်ယူမှုပြုပြင်ပြောင်းလဲမှုကိုလက်ခံတဲ့စနစ်တစ်ခုပေါ့။ဒါမဲ့တော့လော်ဂီချင်းစင်ဟာလည်းကောင်းတာချီပဲမဟုတ်ဘူးအလွဲသုံးစားလုပ်ခံရနိုင်တယ်။ဥပမာစတာလင်ရဲ့ဆက်လို့မျိုးပေါ့။ဆိုတော့ကိုတော့ဝန်ခံထားတယ်။ နောက်ဆုံးအနေနဲ့ Arabica တရားထိုင်ခြင်း meditation ကိုလက်တွေ့ကြတဲ့နည်းလမ်းတစ်ခုအဖြစ်သူ့ကိုယ်ပိုင်အတွေ့အကြုံနဲ့တကွာမိတ်ဆက်ထားတယ်။ဒါကဒီလိုရှုပ်ထွေးရခစ်ကြီးမှာဘယ်လိုအသုံးဝင်နိုင်မလဲ။လောကကြီးကနေထွက်တည်တာမျိုးဖြစ်မနေဘူးလား။အဲ့ဒါကိုသူကအတိအလင်းငင်းထားတယ်ပဲလား။တရားထိုင်တာဟာလောကကြီးကနေထွက်ပြေးတာမဟုတ်ဘူးလို့ဆိုတယ်။စံကြဘအနေနဲ့ဒါဟာကိုယ်စိတ်ရဲ့အလုံးလုံးပုံ ကိုယ့်ရဲ့တုံ့ရမှုတွေအစွဲလန်းတွေအထူးသဖြင့်ဒုက္ခကိုကိုယ်တိုင်ဘယ်လိုဖန်တီးနေတယ်လဲဆိုတော့ကို တရိုက်လက်တွေ့ကြကြလေ့လာစူးစမ်းပြီးအမှန်တရားနဲ့ထိတွေ့ဖို့နီလန်းတစ်ခုဖြစ်တယ်လို့သူအတွေ့အကြုံရပြောပြထားတယ်။ကိုစိကိုကိုယ်တိုင်လေ့လာတာပါပေါ့။ဟုတ်ပါတယ်။ဒါရှေးဟောင်းဂရိတသနဟာဆောင်ပုတ်ထွက်တဲ့ကိုကိုကိုတီးဖို့ know thyself ဆိုတာနဲ့တိုက်ရိုက်ပြန်ချိဆက်နေတယ်။အထူးသဖြင့်အခုလိုပင်ပါက algorithm တွေ AI တွေ corporation တွေကကျွန်တော်တို့ကိုကျွန်တော်တို့ကိုယ်တိုင်ထက်ပိုတိအောင်စူးစမ်းနေတဲ့ခေတ်ကျွန်တော်ရဲ့ဆုံးဖြတ်ချက်တွေကို hack လုပ်ဖို့စူးစမ်းနေတဲ့ခေတ်မှာ ကိုယ်စိတ်ကိုကိုယ်တိုင်စူးစမ်းလေ့လာနိုင်စွာနားလည်နိုင်စွာဟာရင်ကထက်ပိုပြီးတော့အရေးကြီးလာတယ်လို့သူကမြင်ပါတယ်။ကစိန်ခေါ်မှုနိုင်တဲ့အတွေးအမြင်တွေကိုတော်တော်လေးကြည်ကြည်ပြင်းပြန်လေ့လာခဲ့ကြတယ်လို့ဆိုရမယ်။ဟုတ်ကဲ့။ Liberal War ရဲ့အကြက်အတဲကစပြီးတော့ AI နဲ့ဇီဝနေပညာပေါင်းစပ်မှုကြောင့်ခုလာနိုင်တယ်။အလို့အကိုင်နီယာရွှေ့ပြောင်းမှုလွတ်လပ်ခွင့်အပေါ်တက်ရောက်မှုနဲ့မကြုံစဘူးမညီမြောက်မှုတွေ။ဟွန်း။ပြီးတော့ကဘာလုံးဆိုင်ရာပြဿနာတွေကိုမျိုးတိုင်းမှုပေါင်းနဲ့ဖြေရှင်းဖို့ခက်ခဲမှု နောက်ဆုံးဒီလိုမရေရတဲ့ခစ်ကြီးထဲမှာတူးချင်းအနေနဲ့အဓိကွယ်ကိုချင်းတရားနဲ့ကြံ့ကြံ့ခံနိုင်စွမ်းကိုဘလို့ရှာဖွေမလဲဆိုတဲ့နီလန်းနေကို Harari ရဲ့ရှုထောင့်ကနေဆွေးနွေးခဲ့ကြတာပေါ့ဟုတ်ပါတယ် Harari ရဲ့တုံတက်ချက်တွေရတော့ရှေ့ဆက်ရမယ့်လမ်းဟာမတိချာမှုတွေနဲ့ပြည့်နေနေပြီးတော့စိတ်ပိုင်းဆိုင်ရာပျော့ပြောင်းမှု mental flexibility လို့ခေါ်မလားဝေဖန်ပိုင်းခြားတုံတက်နိုင်စွမ်း critical thinking နဲ့ မိမိကိုယ်ကို သိရှိနားလည်မှု self awareness တွေဟာအနာဂတ်မှာရှင်တန်ရည်တည်ဖို့အတွက်မရှိမဖြစ်လိုအပ်တဲ့အရေးချင်းတွေဖြစ်လာမှာသိကြတယ်ဗျာဟုတ်ကဲ့ဒီနေရာမှာစဉ်းစားစရာအတွေးတစ်ခုကိုခြံထားခဲ့ခြင်းပါတယ် Harari အလေးထားတဲ့အချက်တစ်ခုက ပြင်ပ algorithm တွေကကျွန်တော်ရဲ့အတွင်းစိတ်ကိုကျွန်တော်တို့ကိုယ်တိုင်ထက်ပိုနားလည်ပြီးထိမ့်ချုံနိုင်လာမယ်အလားအလားပဲอืมအဲ့ဒါကတော်တော်လေးစဉ်းစားစရာပဲဒီလိုကဘာကြီးမှာ အရေးကြီးဆုံးရှင်သန်မှုစွန့်ရည် survival skills ဆိုတာတခြားအင်အားစုတွေကကိုယ့်ကိုမတီးခင်မထိန်းချုပ်ခင်မှာကိုယ့်ရဲ့တတိတရား consciousness ကိုကိုယ်တိုင်လေ့လာစူးစမ်းပြီးနားလည်နိုင်စွမ်းများဖြစ်နေမလားဒါမှမဟုတ်ကြောက်တမျိုးစဉ်းစားခြင်းဇာလနီစိတ်ကွင်းဖန်တီးမှုတွေဟာပူပေါင်းဆောင်ရွက်မှုအတွက်အစွမ်းထက်သလိုအန်ဒီရဲ့လက်ကြီးတဲ့ဆိုရင်အကျိုးပြုတဲ့စိတ်ကူးဖန်တီးမှုနဲ့အန်ဒီရဲ့ပေးတဲ့စိတ်ကူးဖန်တီးမှုကိုလူသားတွေအနေနဲ့ဘလိုများစူပေါင်းခွဲခြားတည်မြဲနိုင်ကြမလဲအထူးသဖြင့်အမှန်တရားလို့ထင်ရတဲ့အရာတွေကိုတော့ နီးပင်ညာနဲ့လောလောကူကူပြီးရင်တောင်လဲဖန်နီလာနိုင်တဲ့အနာဂတ်မျိုးမှာပေါ့ဒါကတော့ဆက်လက်စဉ်းစားစရာတခုပဲ